ွေးဒီနေ့တော့ကျွန်တော်အာကျွန်တော်ကင်နေတဲ့ဖုန်းလေးတွေကြောင်းအဲဒါအဲဒါမှမဟုတ်ဘာမှမဟုတ်တဲ့ဖုန်းလေးတွေကြောင်းကုမ္ပဏီကြောင်းလေးပေါ့အဲနည်းနည်းပြောချင်တယ်အဲဒီမှာဘာမှမဟုတ်တဲ့လူတယောက်ကကင်တဲ့ဘာမှမဟုတ်တဲ့ဖုန်းလေးတွေဒီကောတော့ nothing one အဲစပေါ်ပေါ်ချင်းပဲအဲကျွန်တော်ဒီသူ့ရဲ့ ဖုန်းရဲ့ဒီဇိုင်းနဲ့အဲစမ်းသစ်တစမ်းသွင်းမှုတွေကိုတည်ထွင်မှုတွေကိုသဘောကျတယ်။အသေးတော့ထွေထူးမရှိဘူးသူကအာဒီဇိုင်းက unique ဖြစ်တယ်။အဲတော့သူ့ရဲ့ glass interface တွေပေါ့။ပါလာတာကအာ perform မှာမတူတဲ့အချက်တွေနောက်ပေးရတဲ့ price to performance တွေအဲနိုင်ရှင်တခြားဖုန်းတွေနဲ့နိုင်ရှင်ကြီးတဲ့အချိန်မှာဒီကောင်က UK တို့ဖုန်းလဲဖြစ်နေတယ်။ နောက်ထုတ်ဖုန်းထုတ်တဲ့လူရဲ့အဲဆွမ်းဆောင်နိုင်ဒီဆွမ်းနိုင်တဲ့ဆွမ်းရည်စိတ်ကူးစိတ်တမ်းတွေဒါတွေကိုကျွန်တော်သဘောကျလို့တင်းဖုန်း1ကိုစောက်ထွက်ထွက်ချင်းပေါ်ပေါ်ချင်းပဲနဲ့ဒီမြန်မာနေကျွန်တော်ဝယ်လိုက်တယ်ဝယ်ပြီးတော့ခုချိန်ဒီနေ့ဒီချိန်ထိကျွန်တော်သုံးနေတယ်အဲသုံးနေတဲ့နေရာမှာအခုချိန်ဒီဟန်ရင်းလက်ချင်းဘာမှမရှိဘူး အားလုံးအဆင်ပြေတယ်120 hertz ကိုလက်ဖြစ်တယ်အဲတော့ကလာနောက်ဆုံးခုဝါရှင်တီအဲ application တွေ software update တွေ security patch တွေအားလုံးအဆင်ပြေပြီနဲ့ပြီးနေတော့ဖုန်းလေးဖြစ်တယ်အဲ software ကသာပေါ်ကသာကတော့သူက16ဒင်းသားမသိဘူးအိုင်ဝင်ကျင်ပဲအိုင်ဝင်ကျင်ပေါ့အိုင်ဝင်ကျင်ဖုန်းတစ်လုံးဖြစ်တယ်အဲ့သူ့ဈေးတန်းမှာတခြားတရုတ်ဖုန်း ါ PI ဖုန်းတွေကဒီထက်အဲပါဖုန်းမထွက်ပြင်မဲ့တယ်အဲသူ့ရဲ့အဓိကကအဲသူ့ရဲ့ price to performance ကအဲအခြားတိဖုန်း brand တွေနဲ့စာလို့ရှိရင်အဲတိတိတာထူချပြီးတော့တုံးရတဲ့ user experience ပါအဲကျင်းတ်ဖို့ကောင်းနေတာရှိတယ်နောက်အဲဒီဖုန်းတစ်လုံးကဟလား 16သိန်းဆိုအချမ်း16သိန်းနဲ့ဒီဖုန်းတစ်လုံးကိုကင်ထားဖီလင်းရင်းအဲ impression ရင်းဘာမှမတူဘူးဟုတ်လားအခုခဲရဲ့အဲ pure android ကိုပြီးဝခံစားရမယ်နောက် nothing os ရဲ့အချုံးမွေးမှုတွေဒါတွေကိုအပြည့်ဝခံစားရတယ်အာဘာမှမလိုအပ်တဲ့ဟာတွေမပါဘူးအသုံးရတဲ့ android ရဲ့အရာဒါစစ်စစ်ကိုလည်းခံစားရတယ် ဒီဒီချင်းထီလဲဒါဘက်ထရီလေးအဲနည်းနည်းပတ်ဟို performance ကျသွားတာလွယ်လို့ဘက်ထရီရဲ့အနေထားလေးတွေဟာသူ့မှာပါလာတာက၄00ဝမ်ဘက်ထရီ mAh ပါတယ်ဒါပေမဲ့ဒီကောင်အဲတနည်းကိုဟာ၂ချိန်လောက်ပြန်သွင်းလို့ရှိရင်အမနက်ကနေပြီးတော့နေခင်း၂နာရီလောက်ဆိုရင်ကော်ပြီးနေခင်း၂နာရီလောက်ကနေတစ်ခါတစ်ချိန်ပြန်သွင်းလိုက်ရင်ည9:00နာရီ10:00နာရီအထိ AC သုံးလို့ရတဲ့အနေထားရှိသေးတယ် အဲ့တော့ကြောင့်အာဒီ nothing formula လေးကိုအခုချိန်ထိကန်ပစ်နေသေးတယ်ဒီမှာပဲတခါအာကျွန်တော်2မှာ2လို့ 2a လို့မှာအာကျွန်တော်ဒီ phone လေးကတုံးလို့ကောင်းနေတုံးဖြစ်ဖြစ်တဲ့အတွက်ကျွန်တော် skip လိုက်တယ်အဲ now 3ထွက်လာတယ်အဲ 3a 3 ACD ထွက်လာတယ်အခုနောက်ဆုံးတော့3 3 CD ပေါ့နော်3 CD တော့ ACD တွေကအရင်လာတယ်လာပြီးတော့မှ तू က ACD လာပြီးတော့မှ तू ကအဲသူ့ရဲ့ အဲနံပါ CD တွေလာတယ်။အဲဒီကတော့ AC ပေါ့ 3AS 3A ကိုမှ Pro CD ဖြစ်တယ်။အဲသူ့ရဲ့အနေထားကလည်းအဲတော်တော်လေးကိုမိုက်တဲ့အတွက်အာကျွန်တော် secondary အဲပထမ1ကိုကျွန်တော် secondary phone ဖြစ်သုံးပြီးတော့ဒါ 3A phone ကို 3A Pro ကိုကျွန်တော် primary ဖြစ်နေသုံးမယ်ဒီမှာလည်း မတုံးရတဲ့အနေထားကကြိုက်ပြီးသားအနေထားဖြစ်တဲ့အတွက်ဟာလားနတ်တင်းရဲ့ OS တွေဒီဇိုင်းတွေအနေထားတွေကို innovate innovation တွေကိုကြိုက်ပြီးသားဖြစ်တဲ့အတွက်ဒါအထူးတလေပြောနေတာမလို့သူမှအဓိကပါလာတာကဟာလား essential button တွေ button တွေပါလာမယ်အဲနောက်ပြီးတော့သူ့ရဲ့ daily lens တွေ camera quality တွေနောက် brightness တွေနော်ဟိုနေထားကအများကြီးအဲတူးတက်လာတယ် နောက် performance တွေကအများကြီးတက်လာတယ်ဒီဖုန်းနှလုံးကကျွန်တော် site ချင်းအားဖြင့်က site ကဘာမှမကွာနေထားအတူတူလောက်ပဲရှိတယ်အတူလောက်ပဲရှိတယ်အခုကျွန်တော်ကဒီ performance နဲ့ဒီ performance ကိုကျွန်တော်ရဲ့ data တွေအားလုံးကိုဝင်တာဒါကျိုးကျွန်တော်ကျူးထိုးပြီးတော့ရွှေ့ထားတယ်အဲရွှေ့ထားတယ် move လုပ်ထားတယ်အားလုံးစင်တူပဲဒီဘက်မှာ1မှာပါတဲ့ application တွေအကောင့်တွေအားလုံးကိုဒါကျွန်တော်3 pro ထဲမှာထည့်ထားတယ်အားလုံးအတူတူပဲအဲဖုန်းနှလုံး အရသာကြီးက display ကြည့်ရတဲ့အရသာကြီးနည်းနည်းကွာတာလွယ်လို့ကင်မရာရိုက်တဲ့အရသာကကွာချက်ကလွယ်လို့ channel အားလုံးအတူတူပဲအဲဒါမင်းအဖေလို့မဘာမှမတူတဲ့ဘာမှမကွာချတဲ့ဖုန်းနှလုံးကိုဘာလို့ကင်လဲဆိုတော့အနှင်းငယ်တော့ကွာပါတယ်လုံးလုံးကြီးရှားနာနေတာမဟုတ်ပြင်မဲ့အနှင်းငယ်တော့သူ့ရဲ့ feeling နဲ့သူတော့ကွာပါတယ်ဘာရှင်း generation တစ်ဆက်ကျော်ဖြစ်သွားတဲ့အတွက်သူ့ရဲ့ performance ကြီးနော် ဆက်ဆောင်နိုင်ရည်နောက် feeling တွေကတော့နည်းငယ်တော့မကွာသွားပါနဲ့ဒါကနောက်တစ်ခုကတော့ဒါနောက်နှစ်တင်းရဲ့ကျွန်တော်တို့ west cms west pro do ပါအဲကျွန်တော်1မှာတော့ကတော့ကျွန်တော်အချင်းနေစောင့်ကြည့်တယ်ပထမဆုံး generation ဘို့လို့နောက်တစ်ခုက၄တောင်ကြီးဖြစ်တဲ့အတွက်ကျွန်တော်မကြိုက်ဘူးဒါတော့ကျွန်တော်စောင့်တယ်စောင့်ပြီးတော့မှဒါ do cms west pro 2မှာကျွန်တော် အဲဒါလေးကိုအသုံးကြည့်တယ်ဒီကောင်လည်းတစ်နှစ်ကျော်ပြီအခုဆို3 trap BCMF 3 pro trap ဒီနောက်ပဲအဲသူက performance ကလွဲလို့2နဲ့3နဲ့ဘာမှမကွာဘူးအဲဒီဇိုင်းလေးနဲ့အနည်းငယ်ပဲကွာပဲ brightness လေးတွေဟေးကွာသွားမယ်ရတဲ့ brightness လေးတွေကွာသွားမယ်အဲဂျန်နာတိတ်မထူးကြပါဘူးနော်အဲ့တော့ဒီ nothing phone ကဟလာအဲတုံးရတဲ့အနေထားမှာဟလာဟာဒီကောင်ကဟိုပဲပဲကြီး တုံးထားတယ်ဆိုတော့ဟာပေါ်ပဲပဲပစ္စည်းတွေတုံးနေရဆိုတော့ feeling ကိုဟိုမခံစားရပဲနဲ့ဟဟာတီးကြကွဲထွက်နေတဲ့အရာသာဒီဇိုင်းတစ်ခုကိုအနေထားတစ်ခုကိုအဆင့်တန်းတစ်ခုစမ်းတဲ့တစ်ခုကိုနော် innovative ဖြစ်တာပေါ့နော် future proof ဖြစ်တယ် innovative innovative မှာဒါတန်းတစ်ခုမှာရှိနေတယ်လို့ကျွန်တော်ခံစားရတဲ့အတွက်အဲတင်ခင်မှုမရှိဒီဖုန်းကင်ရဲ့ကင်ကြီးအပြင်ဟာလူလူချားထဲမှာလူတော့ထဲမှာဟုတ်လား နောက်ကျနေတယ်ခင်းနောက်ကျနေတယ်ပေါ်ပဲပဲတွေကင်ထားတယ်ဆိုတော့ feeling မျိုးမရတာတကူရဲနေတယ်ဒါဒီဖုန်းကတော်တော်လေးကိုကင်ပြောနေတဲ့အနေအထားဖြစ်တယ်လာပမာပြီမှာအာ price to performance game ဖြစ်တဲ့အာ Xiaomi ရဲ့ marketing strategy လို့မသွင်းနိုင်သေးတဲ့အတွက်ကြောင့်ဒီဖုန်းတွေကမြန်မာပြည်မှာတော့ဈေးတန်းတစ်ခုအနေနဲ့အာ entry level အနေထားမျိုးမဟုတ်ပဲ marriage marriage တဲ့မှာအာကျွန်တော်တို့ဟို upper marriage ဒီမရောက်ပြန်မယ်လေဟာလာလဲလဲတန်းခုမှာအမျက်နှာမငယ်ရတဲ့အစိတ်မငယ်ရတဲ့အနေထားတစ်ခုမှာနာဒီဖုန်းလေးတွေကဘာမှမဟုတ်တဲ့ nothing လေးတွေကဟာလာဘာမှမဟုတ်ပြန်မယ်လေနေရာတစ်ခုမှာရှိနေတယ်ဆိုတော့အကြောင်းလေးအာကျွန်တော်ပြောခြင်းလို့ဒီဗီဒီယိုလေးကိုလုပ်လိုက်ခြင်းဖြစ်ပါတယ်အဲ့တော့ဘာမှ ဟုတ်တဲ့အကြောင်းအရာဘာမှမဟုတ်တဲ့ဖုန်းတွေဘာမှမဟုတ်တဲ့လူတယောက်ကပြောပေမဲ့လည်းစိတ်ထဲမှာတခုလေးကြံခဲ့တယ်ဆိုလို့ရှိရင်တော့အကျဉ်းတင်ပါတယ်အဲဘာမှမဟုတ်ဘူးဘာမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းဘာမှမဟုတ်ဘူးပေါ့ဗျာโอเคအားလုံး good night ပါ